ကဲကျွန်တော်ဒီညနေနော်ဒီညနေအချိုးကနန်းလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင်နော်အချိုးကနန်းလေးကတော့တလီနဲ့15ဆိုတဲ့ကနန်းလေးပေါ့နော်အချိုးကနန်းတလီနဲ့15ဆိုတဲ့ကနန်းလေးကျွန်တော်တို့ထွက်ပြီကဲကျွန်တော်မိတ်ဆွေနော်မနက်ကတော့64ဆိုတဲ့ကနန်းလေးကတော့ဒါပါဝါပေါ့နော်ပါဝါထွက်တာဖြစ်တဲ့အတွက်ကျွန်တော်လူကြီးပေါ့မယ်လို့ကျွန်တော်ထင်နေဟုတ်တယ်ခင်ဗျ15နဲ့ တလေးပေါ့နော်နှင်ငါးနဲ့တလေးနှင်မာကတ်လေးမာကတ်ထွက်တာပေါ့နော်နှင်မာကတ်လေးမာကတ်ထွက်တယ်ဆိုရင်ကျွန်တော်တို့ပုံမှန်တိုင်းဆိုလို့ဆိုလို့ရှိရင်တော့ကျွန်တော်မူရပေါ့နော်နှင်မာကတ်လေးမာကတ်ထွက်ပြီးဆိုရင်ကျွန်တော်မူရဆိုတော့ကျွန်တော်ကတုံညာမာကတ်ခဏန်းထွက်တယ်ပေါ့နော်တုံညာမာကတ်ဆိုတာက30 30 50 60 90ဆိုတဲ့ခဏန်းနေပေါ့နော်တုံညာမာကတ်လိုက်လာတတ်တယ်ပေါ့နော် ကဲဟုတ်ပြီအဲ့ဒါကြောင့်မို့ကျွန်တော်မလန်းကတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်40 64ဆိုတဲ့ခဏကကျွန်တော်ယူပေးခဲ့တယ်နော်64ဆိုတဲ့ခဏကျွန်တော်ယူပေးခဲ့တယ်ဘာအကြောင်းမလို့ကျွန်တော်ဒီလိုမျိုး ပြောခဲ့တာလဲဆိုတော့မနေ့ကတော့ဒီမှဒီကျွန်တော်ဒီ software နဲ့ပြပေးမယ်နော်ဒီ software လေးနဲ့ကျွန်တော် ပြပေးမယ်အထောက်ပါဝါကိုကျွန်တော်ဒီမှာယူခဲ့တယ်နော်ဒီက၄နဲ့ဒီက၉နဲ့ဖြစ်ရင်ဖြစ်တဲ့နှလုံးက၂ရက်အတွင်းကျွန်တော်ချိန်းနေစင်းမယ်ဆိုတော့အဲ့ဒီဟာက၄ကိုတလုံးကဒီကိုစင်းလာတာဖြစ်တယ်အဲ့တော့ဒီမှဒီ နောက်ထပ်ပါဝါသည်38နဲ့ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမနက်ကတော့4938ခွေဘူးကတော့အမားဆုံးပဲလို့ကျွန်တော်ပြောလိုက်တဲ့အချိန်မှာဒီမှာကြီး94ဆိုတဲ့ခဏပေါ့နော်ကျွန်တော်ကမနေ့ကတော့ဗီဒီယိုကြည့်တဲ့မိတ်ဆွေတွေဆိုရင်သိမှာပါနော်နက်ခတ်နက်ခတ်ထွက်ပြီးတော့ကျွန်တော်3မိနစ်ကိုမနေ့ကတော့အပီချုပ်ခိုင်းပြီးတော့ကျွန်တော်လိုက်ခိုင်းတာပေါ့နော်အဲ့တော့3မိနစ်ကဒီဟိုကကြတော့မှလာပြီးတော့ကြာသွားတယ်အဲ့အတွက်လည်းဘာမှအစိတ်မပူပါနဲ့ဒီညနေမှာတော့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ကြိုက်ဆုံးခဏန်းနေကတော့ တုံညမာကတ်ဖြစ်ပါတယ်တုံညမာကတ်ကိုမှကျွန်တော်တို့လာမယ်ဆိုရင်ကျွန်တော်ဒီ trigger mode ကိုကျွန်တော်ကကစားတာဖြစ်တာဖြစ်တဲ့တော့ trigger mode ကစားတာဖြစ်တဲ့အတွက်ဒီက1ဒီက1ဆိုရင်ကျွန်တော်တို့ဒီကိုကျွန်တော်တို့ညနေမှာဒီကို1တလုံးနဲ့ကျွန်တော်တို့ဆင်းလာနိုင်ပါတယ်အဲ့တော့အကောင်းဆုံးကနန်းကိုပြရပါဆိုရင်30ဆိုတဲ့ကနန်းဖြစ်ပါတယ်30ဆိုတဲ့ကနန်းရင်ဟိုက38မှာ3ဒီမာကနန်းဖြစ်တာဖြစ်လို့တုံညနဲ့အကွေမြက်ကတ်ကြခဲ့တည်ရှိတော့30 30ဆိုတဲ့ကနန်းလေးတွေပေါ့နော် အဲ main quad ကတော့ထိုးကိုထိုးရမှာကတော့တုံညာ market ခနန်းလေးတွေကိုကျွန်တော်တို့ထိုးပေးပါတုံညာ market ခနန်းလေးတွေတော့တင်ပြီးတော့ကျွန်တော်တို့ထိုးပေးမယ်ပြီးလို့ရှိရင်တော့ သူတို့ကလူတွေထင်မှားတဲ့အတိုင်းဆိုရင်သူဒီအပူးအထောင်ဆင်းသွားပါလိမ့်မယ်နော်ဒီက6ပူးဒီက10ပူးဆိုရင်ဒီကိုအပူးတစ်ခွက်ကျွန်တော်ဆင်းมาဖြစ်တာဖြစ်တဲ့အတွက်အပူးကတော့ဒီ3ရှိချိန်နေဆိုရင်3မှု10ပူး3ညာပူးပေါ့နော်3မှု10ပူး3ညာပူးဆိုတော့ခဏန်းလေးတွေရှိမယ်ပါဝါထွက်သွားရင်တော့ပါဝါထွက်သွားရင်3ရှိ break လေးလိုက်လာလိုက်လာတတ်တာဖြစ်တဲ့အတွက်3ရှိ break လိုက်လာတယ်သူကသူ့ကိုယ်သူဒီမှာ3 break ရှိထားတာဆိုရင်ဒီကိုကြာရင်တော့ကျွန်တော်တို့ဒါအရှိဘရိတ်လည်းဖြစ်လာနိုင်တယ်လို့ဒါကတော့ဘရိတ်အားဖြင့်ပြန်စဉ်းစားမယ်ဆိုတော့အကွက်တွေကများလာမှာဖြစ်တယ်အဲ့တော့ဒီညနေမှာတော့ တုံညမကတ်ကိုတင်ထိုးပေးပါတုံညမကတ်တင်ထိုးပြီးတော့အပူဆက်ကွက်ကိုတော့ထိုးလိုက်ပါနော်မနက်ကမိတ်ဆွေတွေအကုန်လုံးပဲပေါက်ကြလိုက်မယ်ရကြလိုက်မယ်လို့ထင်တာဖြစ်တယ်လို့ဒီညနေမှာလည်းထပ်ပြီးတော့ကျွန်တော်ခံမှန်းယူဆပေးထားတဲ့အတိုင်းပဲထပ်ပြီးတော့ပေါက်ကြရကြပါသေး channel လေးလည်း subscribe လုပ်ထားကြပါအောင်နော်တိတိမိမိတို့တယောက်ချင်းစီတိုင်းအကုန်လုံးအကုန်လုံးကျွန်တော်ကျေးဇူးများအိတ်တင်ပါတယ်နော်